ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဖြိုးတုံ YouTube channel ရောင်းကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်ကျင်းဆက်မိတဲ့အကြောင်းအရာကတော့ဒီကျွန်တော်တို့လူငယ်များစုမှာကြုံတွေ့နေရတဲ့ပြဿနာပေါ့နော်ဒီကလူငယ်များစုကကျွန်တော်ဆက်နေရလို့ဆွဲလာကြရရဲ့လူငယ်တွေရဲ့80ရာခိုင်နှုန်းကျော်ကျော်လောက်ကဆက်လက်တောင်းတနေဖြစ်ပါတယ် ဒါကြောင့်ဒီဒီကနေ့မှာကျွန်တော်စက်တရက်နဲ့ပတ်သက်ပြီးတော့ဆိုးရိုးတွေခြေအနေငယ်ရှင်းပြပေးမှာဖြစ်ပါတယ်။ဒီနံပါတ်1ကပေါ်တော့ဒီကျွန်တော်တို့ကျမကြီးနဲ့ဆိုင်တဲ့ဆိုးရိုးတွေပေါ့နော်။ဒီ proper ဦးဆုံးဒီကျွန်တော်တို့ဆင်းလိုက်ဖို့ပုံဒီပါတယ်ပြရတာပါတယ်ဒီဆယ်လေးတောင်ရဲ့ဒီဒီကင်းစားရောကောင်းဖြစ်စေနိုင်ပြီးတော့ဒါပေမဲ့အဲ့ဒါကိုခံလိုက်ဒီနေရာပေါ်တော့ဖြစ်ဖြစ်နေတယ်။ ဒီမဟုတ်ပါတယ်ဒီကင်ဆာရောဂါအများဆိုတာဒီကျွန်တော်တို့စနေတဲမှာပါတဲ့တက်တဲ့ကြောင့်ဖြစ်တာပါဒီစနေတဲမှာကင်ဆာရောဂါဆိုတဲ့နေရာမှာစနေကစနေတောင်းနေတဲ့မှာဒီကဆုံးလို့อ่ะအဆုံးကလုံးလုံးအဖြစ်တဲ့အတွက်စနေတောင်းတဲ့ဒီဝန်နံပါတ်1အဆုံးကင်ဆာဖြစ်နိုင်တယ်နံပါတ်2က green ကင်ဆာနောက်လည်းရောင်ကင်ဆာနောက်အစာရေမျိုးဖြစ်ကင်ဆာဘက်ပီးရဲ့ကင်ဆာ ဓာတ်ရီဖြစ်နိုင်မှုကျွန်တော်တို့ရံခိုင်နှုန်းများနေပေါ့နော်နံပါတ်1ကတော့ဒီကျွန်တော်တို့နှလုံးနဲ့သွေးရောဆိုင်ရာယောဂတွေပေါ့နော်ဒီစနစ်တောက်ခြင်းကကျွန်တော်တို့သွေးရောယောဂနှလုံးသွေးရောခြင်းယောဂတွေနေဖြစ်ခြင်းနဲ့နေပါတယ်တော်ရောနံပါတ်ဆုံးပြရှင်ပေါ့ဒီကျွန်တော်တို့အများစုကတော့ဒီစနစ်တောက်ရုံများပါဆုံးနဲ့ပတ်သက်တဲ့ယောဂဖြစ်တာများတယ်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့စနစ်တောက်ကြတယ်အဆောက်အအုံရှုံ့ဆိုင်ပြီးတော့ပြန်ထုတ်တာပေါ့ ဒါကြောင့်ဒေဂါဖြစ်တဲ့ယောဂအဆောက်အအုံယောဂနဲ့ပန်းနိုင်ရင်ချက်နောက်ဒီအသက်အသက်ရှူနေတာပေါ့နော်ဒီကျွန်တော်နှာခေါင်းရှူရတဲ့အတွက်အသက်ရှူနေရောင်းဆိုင်တဲ့ယောဂလေးလည်းဖြစ်ဖို့များပါရဲ့နံပါတ်3ကတော့သွားနေကြတဲ့ပြက်လာတယ်ဆလိတ်တောက်တဲ့ဒီမှာကျွန်တော်တို့ဒီတခုံးယောဂဖြစ်တယ်ကွန်ဆာနေနေမှာပေါ့ဒီကျွန်တော်ဆလိတ်တောက်တယ်ဒီအမှွင့်တွေက ီပဲကျွန်တော်တို့စန်တီတောက်တက်ပဇန်နေထိုင်နေပဲဒီအခွေရတဲ့သဖုံးလို့တွားရတဲ့အတွက်ဒီသဖုံးရောဂါလည်းဖြစ်စေနိုင်တယ်ပေါ့သဖုံးရောဂါတွေနောက်ပြီးတော့ဒီကျွန်တော်တို့ green net ဆိုတာတွေနောက်တွားမဲရတယ်ဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ဒီကျွန်တော်တို့ကိုဝင်ဆောင်မိကိုဝင်ဆောင်မျိုးသမီးတွေအတွက်ကတော့တော်တော်အရင်များပါတယ်ဘာလို့လဲဆိုတော့ဒီကိုအတွက်တယ်ဟိုမှာနဲ့ကိုပိုင်ချင်လို့ရှိရင်ဒီခရီးအတွက်ပါ န်ကျဲများပါတယ်ဒီကိုယ်ဆောင်ဒီမိရဲ့စနေတောင်းပြရင်ဒီကျွန်တော်တို့ပိုင်ဆိုင်မှာရှိတဲ့ကလေးကမွေးရတဲ့အခါရှင်းတဲ့ going ကမစနာဖြစ်တဲ့နောက်တစ်ခုအိုင်ဘုံတခုမရှိုးရနေရပြီဖြစ်တဲ့ပေါ်တော့ဒါကြောင့်ကိုယ်ဆောင်ဒီမိရဲ့လုံးဝမတော်တုံနေပါဘူးဆက်လိုက်တယ်မဟုတ်ပါဘူးတခြားအာမူရစီမံမတမ်းများပါမူဆိုမတော့ဆွဲတဲ့ပေါ့ကိုတော်မောင်းတော့ဒီကိုပြင်းနဲ့စဉ်းစားပြီးတော့ပေါ့နော် ောက်တစ်ခုကဒီကျွန်တော်တို့ဆွေးနွေးတောက်ခြင်းကျန်းမာရေးနေထိခိုက်တာပေါ့ဗျာဒီတို့ channel တို့ဒီစီးပွားရေးနဲ့လူမျိုးဘက်မှာလည်းထိခိုက်တယ်ပရမတစ်ချက်ကဒီကျွန်တော်တို့ဆက်လေးတောက်တဲ့အတွက်ပုံမှန်တောက်ရင်ကိစ္စမကြည့်ဘူးတကယ်လို့ဆက်လက်ကပုံမှန်တောက်တာတဲ့ပုံပြီးတော့ဆွဲရစီရောက်တိုင်းပရမအောင်ဆုံးဆက်လေးကဒီကျွန်တော်တို့ဝေကုန်ကြည့်ကြဖြစ်ထားရင်များတယ်နောက်ပြီးတော့နံပါတ်၄ဒါဒီကျွန်တော်တို့ ို့မိသားစုနဲ့ပေါင်းအရင်ထိခိုက်စေဘာလို့လဲဆိုတော့ကိုဆက်လက်တောက်တဲ့ဆက်လက်မဆိုင်တဲ့လူနဲ့ကိုလည်းတူနေကိုဆက်လက်တောက်သူစိတ်နောက်ရဖြစ်တယ်နောက်ပြီးတော့ဒီအမွှေးတွေကသူ့ကိုရှူရှိုင်းနေတယ်သူလည်းကိုလောင်ဟောရတော့ကဒီဗီဒီယိုဆိုချိုလေးခံစားရတယ်ဘောလို့ဒါကြောင့်ဆက်လက်ရမတောင်းတပါဘူးနောက်ပြီးတော့ဒီဆက်လက်တောက်တဲ့လူတွေကဒီကျွန်တော်စိတ်ပန်းဆိုင်ရပါတော့ ပေါင်းပေါင်းစဆန်ရေးပါလေခဲခဲဖြစ်ပြီးနောက်ပြီးလူမှုရေးအထူးချက်မှုလည်းခံစားစေပါလေ။နောက်စိတ်ပိုင်းဆိုင်ရာဒီကျွန်တော်ဆွဲလဲမှုပေါ်တော့ဒီဆက်လက်မှာပါတဲ့ဒီကိုတင်တက်ကဒီလူမှုရဲ့စိတ်ကိုဆွဲလောက်အောင်တော့လိုက်အမှန်ကျွန်တော်တို့အများစုကဆက်လက်ကိုဆွဲပြီးတော့ဆက်လက်ပြန်ဖို့ခဲရင်းသွားတယ်ပေါ့။နောက်ဆက်လက်တောက်ရှိရစိတ်ပြည်စုံနဲ့စိတ်ဆွဲမှုမျိုးလည်းဖြစ်စေတယ်။ဆက်လက်ပုံမှန်ပြန်ကျွန်တော်တို့ဒီမျိုးဆက်လက်တောက်ဖို့ပေါ့။ ိုတခါလေစိညာတို့စိတ်တော်မှာဆက်လက်တောက်ရဆိုပေမဲ့ဒီဆက်လက်တောက်လိုက်တာခဏတိုင်းစိတ်သက်သာမှုပေးပြီးနောက်ရေရှိမှကျွန်တော်တို့ depression နဲ့စိတ်ကြယောဂရဲ့ဆိုရင်စိတ်ကဘုံပြောဖြစ်စေနိုင်တယ်ပေါ့ဒါကြောင့်အားလုံးပဲဒီကျွန်တော်တို့ဒီလုံးဝကိုယ်အတွက်ခေါ်မိသားစုအတွက်ခေါ်သူတွေမှာဒီခေါ်ရမှာဒီကျွန်တော်တို့စိတ်ထုံးနဲ့စိတ်ယုံနဲ့ဆိုးရအောင်ခေါ်လို့ပြတော့ဒါမဲ့ လူနှဲစုကောင်းလို့လူများစုကအကျိုးမပေးတဲ့လုပ်ငန်းမျိုးကတော့မလုပ်တော့ကောင်းတော့မှာအားကြောင့်ဒီနေ့မှကျွန်တော်ရဲ့အာညီကိုမော်မာရီအားလို့ဒီသူမှအကျိုးမပေးတဲ့ဇလိပေါ့အများဆုံးဖြစ်နိုင်ကြပါလိမ့်လို့ဆိုတော့ဒီလိုမျိုးမှာနောက်တစ်ခါလည်း